ကိုရှိရှိတုန်းကရွှေရောလုံးလေးကိုအသက်ထက်မြတ်နိုးတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်။ဒီနေ့မှာတော့သူမကစားနေတဲ့ရွှေဘုံလေးဟာနန်းတော်နာကရေရင်းနဲ့ကြီးရဲကိုလိမ့်ကျသွားတယ်။ဝမ်းနဲ့ပူဆွေးနေတဲ့မင်းသမီးလေးရဲ့ရှေ့ကိုမျက်လုံးဝိုင်းဝိုင်းအသားရေစိမ့်စိမ့်နဲ့ဖားတကောင်ရောက်လာပြီ။သူကဒီလိုပြောလိုက်ပါတယ်။ဒီရွှေကော်လုံးကိုရဖို့အတွက်မင်းသမီးလေးကျွန်ုပ်ကိုအပေါင်းဖော်ဖြစ်ခေါ်ယူရမယ်မင်းသမီးရွှေပကံနဲ့အတူ စားတောက်ခွင့်ပေးမယ်မင်းသမီးကတင်လေးပေါ်မှာအိတ်ခွင့်ပေးမယ်ဆိုရင်နာမင်းသမီးရဲ့ရွှေကော်လုံးကိုပြန်ယူပေးမယ်လို့ပြောလိုက်ပါတယ်မင်းသမီးလေးကဖားရဲ့တောင်းဆိုချက်တွေကိုနားထောင်ရင်မျက်နှာရှုံ့မဲ့သွားပေမဲ့ရွှေကော်လုံးပြန်ရဖို့အတွက်အလွယ်တကူပဲကတိပေးလိုက်ပါတယ်ဖားကရေထဲကိုခုန်ဆင်းပြီးရွှေကော်လုံးကိုပြန်ယူလာပေးတယ်ပေါ်လုံးပြန်ရတာနဲ့မင်းသမီးလေးဟာကတိကိုမေ့လျော့ပြီးနန်းတော်စီအပြေးပြန်ဝင်သွားတော့ရဲ့နောက်မေမနက်မှာတော့နန်းတော်တကားကိုတောက်တောက်ဆိုပြီးခောက်တန်ကြရတယ် မင်းသမီးလေးကတကားကိုဖွင့်ကြည့်တော့မနေ့ကဖားကြီးဖြစ်နေပြီးသူမရဲ့တကားဝမှာရောက်နေတာကိုတွေ့လိုက်ရတယ်ကြောက်ရွံ့ုံလို့ဆိုတဲ့ဖခင်ဘယင်ကြီးကိုအဖြစ်အပျက်တွေပြောပြလိုက်တော့တယ်ဘယင်ကြီးကပြန်ပြောလိုက်ပါတယ်သမီးလေးရဲ့ဂတိဆိုတာဂတိပဲမင်းပေးထားတဲ့ဂတိကိုတည်ရမယ်လို့ပြက်ပြက်သားသားပြောခဲ့ပါရယ်ဖခင်ရဲ့အမိန်ကိုမလွန်ဆန်နိုင်တော့တဲ့မင်းသမီးလေးဟာဖားကိုအခန်းထဲဝင်ခွင့်ပြုလိုက်ရတဲ့ဖားကမင်းသမီးလေးရဲ့ရွှေပကံနဲ့စားရပြီးတော့မင်းသမီးလေးရဲ့ကတင်ပေါ်မှာလည်းအတူအိတ်ခွင့်တောင်းတယ် မင်းသမီးလေးကယုံမုံစွာနဲ့သူ့ကိုနယံစီပြစ်ပေါက်လိုက်တဲ့ဖားကနယံကိုမထီခင်မှာပဲတောက်ပတ်တဲ့အလင်းရောင်တစ်ခုနဲ့အတူချောမောခံရတဲ့မင်းသားတစ်ပါးဖြစ်ပြောင်းလဲသွားပါရယ်မင်းသားကသူဟာမင်းသားတစ်ယောက်ဖြစ်ပြီးဒီနေ့မှကကျွန်တော်မဲလိုက်ပြီးတွေးဆန်တကောင်ကိုများနဲ့ပြစ်လိုက်ပါရယ်ဒီလိုနဲ့နှစ်သမီးတစ်ပါးကကျွန်တော်မကောင်းတာကိုလုပ်ခဲ့တာတွေကိုတွေ့ပြီးကျွန်တော်ကိုဖားတကောင်ဖြစ်ချိန်စားရုပ်လိုက်ပါရယ်အဲ့နေ့ကစားပြီးကျွန်တော်ရဲ့နန်းတော်ကိုထွက်လာပါရယ်မထင်မှတ်ပဲမင်းသမီးတို့ရဲ့နန်းတော်ကိုရောက်လာပါရယ်လို့ပြောလိုက်ပါရယ် မင်းသမီးလည်းဒီစကားကိုကြားပြီးတဲ့နောက်ဒီဖားလေးကိုတနာသွားပြီးဒီလိုနဲ့တူတို့နှစ်ယောက်ဟာတဖြည်းဖြည်းရင်းနှီးလာကြပြီးမင်းသမီးလေးလည်းဒီဖားကိုချစ်မိသွားပါတယ်မင်းသမီးရဲ့အစ်ကဖားမင်းသားကိုပြောလိုက်ပါတယ်ဒီလိုနဲ့ဂျိန်စာဟာရုတ်တရက်ဖားဟာကတုံပြောသွားပြီးခန့်ညာတဲ့မင်းသားတပါပြောလဲသွားပါတယ်မင်းသမီးလည်းဒါကိုမြင်တော့အံ့ဩစွာနဲ့ကြည်နေခဲ့ပါတယ်မင်းသားကကျင်းစာမသိခင်မှာတယောက်ယောက်ကချစ်ခင်ကျင်နာမှုနဲ့ချစ်ချင်းမြတ်တာတွေနဲ့အချစ်စစ်တွေ့မှကျင်းစာပြဲမယ်ဆိုတာကိုရှင်းပြခဲ့တယ် မင်းသမီးလေးဟာကိုချင်းစာစိတ်နဲ့နောင်တရသွားပြီးချောမောတဲ့မင်းသားကိုတဖြည်းဖြည်းချစ်ခင်လာခဲ့တယ်။သူတို့နှစ်ဦးဟာနောက်ပိုင်းမှာလက်ထပ်ပြီးထာဝရစည်းစိမ်ချမ်းသာနဲ့ပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။